ပြီးခဲ့တဲ့မေလ16ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျွန်တော်ရဲ့ family team ဖြစ်တဲ့ meet and greet in bangkok ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။တခဲနဲ့တက်ရောက်ကြတဲ့ဘန်ကောက်ကပရိသတ်များနဲ့ sponsor ပါဝင်ကြတဲ့မိတ်ဆွေလုပ်ငန်းရှင်များကိုချစ်ခင်ကျေးဇူးတင်ရပါတယ်။ထိုင်းနိုင်ငံခီးစဉ်အတွင်းမှာကချနာပူရီကိုလည်းကျွန်တော်သွားပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားညီအစ်ကိုမောင်နှမများနဲ့ရင်းနှီးနှီးတွေ့ဆုံပြီးတော့ motivation talk လေးလည်းဟောပြောခဲ့ပါသေးတယ်။ဒါအပြင်ဘန်ကောက်မှာကျွန်တော်တို့မြန်မာ brand တွေကိုအောင်မြင်စွာ တီထောင်ရောင်းချနေတဲ့မိတ်ဆွေမြန်မာလုပ်ငန်းရှင်များရဲ့လုပ်ငန်းများကိုလည်းလေပတ်ခဲ့ပါသေးတယ်။ကျွန်တော်ဘန်ကောက်မှာဘလောက်ပဲအလုပ်များများကျွန်တော်နိုင်ငံကိုတော့ဆယ်ရက်ထပ်ပို့ပြီးတော့ဘယ်တော့မှခွဲပြီးတော့မနေနိုင်ပါဘူး။ဘယ်နိုင်ငံကိုပဲရောက်နေရောက်နေကြောင်းတက်တာလွဲလို့ဆယ်ရက်ပြည့်ရင်တော့ကျွန်တော်ကိုယ်နိုင်ငံကိုလွမ်းလို့ချက်ချင်းပြန်လာပါပဲ။ဒါပေမဲ့ဘန်ကောက်မှာလည်းအလုပ်တွေကရှိတော့သွားလိုက်ပြန်လိုက်လုပ်နေရတာပေါ့။လုပ်ငန်းရှင်တို့အနေနဲ့ထိုင်းနိုင်ငံကိုအများအားအသွားလာလုပ်နေရဆိုရင် Thailand privilege member လို့ခေါ်တဲ့ Thai elite visa ဆိုတာကအဲ့ဒါကိုဝယ်ထားရင် လေစိမ့်မှာဝင်ဝင်တာထွက်တာပဲဖြစ်ဖြစ်ထိုင်းနိုင်ငံအတွင်းမှာပဲဖြစ်ဖြစ် VIP ခန်းစားခွင့်တွေရနိုင်မှာဖြစ်တဲ့အတွက် Thailand privilege အကြောင်းကိုဘန်ကောက်မြို့ကကျွန်တော်မိတ်ဆွေ market တို့ရဲ့ white culture travel and tour ကိုစုံစမ်းကြည့်ကြရအောင်ပါ မင်္ဂလာပါမက်ကီရေဟုတ်ကဲ့ရှင်အာပြေကတော့ဒီ Happy Fighter Cha Travel Center က Director ပေါ့နော်ဟုတ်ဆရာဒီ Elite Academy ဝင်စားရဲဆိုလို့ပါရှင်ဟုတ်ကဲ့မက်ကစ်တို့ဒါ white culture ကတော့ဒါဘန်ကောက်မှာဖွင့်လှစ်ထားတာပေါ့နော်မက်ကစ်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ပါရှင်ပြည်တော်ကမြန်မာပြည်မှာလည်းဟိုဟာ2012ထဲကဖွင့်ထားတဲ့ကုမ္ပဏီတစ်ခုပေါ့နော်အဲထိုင်းနိုင်ငံမှာလည်းထိုင်းနိုင်ငံရဲ့အစိုးရရဲ့အညီသူ့ရဲ့လုပ်ငန်း license တွေရှိထားပြီးသားကုမ္ပဏီပေါ့နော်ကစ်တို့ဒီ ကိုယ်တိုင်ကိုပဲဒီကုမ္ပဏီပေါင်း6ခုလောက်ရှိပါတယ်။ထိုင်းမှာဒီအာလုပ်ငန်းတွေကတော့အများကြီးပေါ့နော်။ Visa service လုပ်ငန်းတွေရှိမယ်။ပြီးတော့လို့ရှိရင် startup ဆိုင်တွေလောက်တာရှိတယ်။ trading လောက်တာရှိတယ်။ပြီးလို့ရှိရင်အာအားကစားပစ္စည်းလောက်တာလည်းရှိတယ်။အဲ့ဒါလေးတော့လောက်ထားပါတယ်ရှင်ဆရာ။အဲ့ထက်အမှအခုက Visa လုပ်ငန်းအတွက်ပြောရမှာပေါ့နော်။ဟုတ်။ဟုတ်ကဲ့ခင်ဗျာ။ အဲ့တော့ market ကဒါကျွန်တော်တို့ဒါ white culture တော့ဒါမြန်မာမှာရောထိုင်းမှာရောဒါတရားဝင်เนาะကျွန်တော်တို့ကဒီလုပ်ငန်း license နဲ့ရက်တည်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ဆိုတော့ကျွန်တော်တို့အခုကတော့ market ရယ်ကျွန်တော်လည်းပဲဒီပြီးခဲ့တဲ့ဟိုကျွန်တော်တို့20နှစ်16ရက်နေ့ကလည်းကျွန်တော် fan meeting လေးကိုထိုင်းမှာကျွန်တော်လုပ်တယ်ပေါ့နော်။အဲ့တော့ Bangkok မှာလည်းပဲ Bangkok နဲ့သွားလိုက်ပြန်လိုက်တည်းကတိတ်များလာတာပေါ့နော်ဒီကာလမှာကြတော့ဆိုတော့ကျွန်တော်တို့ဒီအလုပ်အလုပ်ကိစ္စနဲ့သွားလိုက်လာလိုက်များတဲ့အခါမှာ ဟိုထိုင်းနိုင်ငံမှာစီးပွားရေးလုပ်ကင်မှုပဲဖြစ်ဖြစ်ပေါ့เนาะကျွန်တော်တို့ကပြီးတော့ဒီလိုမျိုးတချို့စီးပွားရေးလုပ်ငန်းရှင်တွေကြတော့အခုမြန်မာလုပ်ငန်းတွေကလည်းပဲမြန်မာ brand တွေကလည်းပဲထိုင်းမှာကျွန်တော်တို့ဒီထိုးဖောက်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်တဲ့အတွက်သွားလိုက်လာလိုက်လုပ်နေတဲ့ဒီစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့เนาะကျွန်တော်တို့ကတင့်တော်မဲ့အာကျွန်တော်တို့ visa တို့เนาะကျွန်တော်တို့ဒီတခြားသောဥပမာကျွန်တော်တို့တခုကြားတာတော့ဒီ Thailand privilege ပေါ့เนาะ Thailand privilege Thai elite visa လို့ဟာမျိုးပေါ့เนาะကျွန်တော်တို့ကဒါတွေလည်းပဲကျွန်တော်တို့ရတယ်ဆိုတာကြားတယ်ပေါ့เนาะ white culture လည်းဒါတွေဝန်ဆောင်မှုပေးနေတော့ဒီအကြောင်းလေးတွေလည်းရှင်းပြပြပါအောင်ခင်ဗျာကေကေတို့ company မှာဒီ time မှာနေတဲ့ visa တွေအများကြီးရှိတဲ့နေရာမှာပေါ့เนาะအလုံးဝကို premium stand နဲ့ visa တွေပဲလုပ်ပေးပါတယ်ရှင်အဲ့ထဲမှာမှာ elite visa ရှိမယ်ပြီးွားရင် business visa ရှိမယ် investment visa ရှိတယ်အဲ့သုံးခုပဲအဓိကထားပြီးလုပ်ပေးတာပေါ့เนาะအဲ့ထဲမှာမှာဒီလိုဆရာတို့လို့ဆိုလို့ရှိရင်ကြတော့အရန်ကိုတင့်တော်တဲ့ဟာကတော့ elite visa ပေါ့เนาะဘာလို့လဲဆိုတော့ အဲလေးစိတ်ကိုလာပြီးဆိုတာနဲ့ priority တွေရတယ်အဲဆရာကို VIP VIP first first friend နဲ့ကြိုပြီးมาရရှိတယ်တော့အရန်ကောင်းတဲ့ဗီဇာတခု or ဒီ elite ကရတဲ့ privilege တွေကအရန်ကိုတခြားဗီဇာတွေနဲ့မတူတဲ့ခံစားခွင့်တွေရှိတာပေါ့နော်ဆရာဟောလို့လေစိတ်ထဲဝင်လာတာနဲ့သူ့မှာတခြားသောအသက်ချက်တွေအများကြီးရှိတယ်ပေါ့နော်ဥပမာဆိုကျွန်တော်တို့ဒီ immigration ဖြတ်တာစာသူ့အတွက်တည်တံ့စီစဉ်ထားပြီးတယ်နောက်ပြီး assistant တယောက်ရှိတယ်ပေါ့နော်ကျွန်တော်တို့ပြီးရင်သူကအချိုးဖို့လည်းလုပ်ပေးတယ် ဒီကိုပြန်မဲ့အချိန်နဲ့ကြိုပို့ပြီးရယ်ပေါ့နော်တခြားဒီမှာသူ့မှာဘာအားတာချက်တွေရှိပါသေးလဲခင်ဗျဟုတ်ကဲ့ကြာအဲသူက Thailand privilege ရပြီဆိုတာနဲ့ဒီဒီလိုမျိုး VIP လေးစိတ်မှာကြိုးစိုးတာအပြင်ကိုအဲထိုင်းနိုင်ငံမှာကိုကဒီဟိုဘန်ဘန်ကိစ္စပါညာကိုကလုပ်ငန်းရှင်ဖြစ်တဲ့အတွက်ကြောင့်လုပ်ငန်းရှင်တွေလာတဲ့ခါမှာဘန်ကိစ္စပါညာလုပ်မယ်ဆိုလို့ရှင့်လဲ သူက personal assistant တယောက်ကိုတည်ထားထားရပြီးတယ်။အဘန်ကိစ္စသွားပြောမယ်ဆိုလဲကိုရိုင်းလဲသွားလို့ရတယ်လို့ဒီတိတ်ကဲလုပ်ပေးမယ် assistant တယောက်လည်းပါတာပေါ့နော်။ပြီးသွားလို့ရှိရင် long term ဟာနေနေလို့ရတာရှိမယ်။ပြီးသွားလို့ရှိရင်သူနဲ့သက်ဆိုင်တဲ့အာဒီထိုင်းနိုင်ငံမှာရှိတဲ့ golf queen မောင်45ခွင့်ရှိတယ်။အဲ့မှာလည်း အဲကစားလို့ရတယ် point အနေနဲ့ပေါ့နော် free ကစားပြီးလို့ရတယ်ပြီးတော့ရင် spa တွေသွားတာကြိုက်တဲ့ဧည့်သည်ဆိုလဲ spa တွေသွားလို့ရမယ်ပြီးတော့ cruise တွေစီးလို့ရမှာရှိတယ်ပြီးတော့လို့ရှိရင်ကျန်းမာရေးအတွက်ဆိုလို့ရှိရင်လဲစေးရုံတွေနဲ့ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့် elite ရဲ့ cap ကိုပြလိုက်တာနဲ့အာ promotion တွေအများကြီးရပါတယ်ရှင်အဲ့လိုမျိုးတွေခန်းစားခွင့်တွေအများကြီးရှိပါတယ်ရှင်ဆရာနောက်တစ်ခုကလေကျွန်တော်တို့ဒီ190 reporting ပေါ့နော်ကျွန်တော်တို့ဒီ190 reporting ကလည်းပဲ ဘယ်ဗီဇာအမျိုးအစားယူထားတဲ့သူမဆိုပေါ့ကျွန်တော်တို့ကကျွန်တော်တို့နားလေတာတော့ရက်60ပြင် report သွားလောက်ရတယ်ပေါ့နော်ဒါပေမဲ့ဒီ elite မှာပေါ့ privilege မှာအဓိကအားသာချက်ကတော့လူကိုယ်တိုင်သွားစရာမလိုရက်60ကိုလေ assistant နဲ့လုပ်ပေးရဆိုတာမျိုးလေသိရတယ်ပေါ့နော်အဲ့ဒါလေးလေးရှင်းပြပေးပါဦးခင်ဗျအဲ့90 day report မှာကြာတော့ပုံမှန်ဆိုလို့ရှိရင် immigration သွားတာမျိုးရှိတယ်အဲ့တော့ elite မှာကြာတော့ priority ကိုရရတယ်လုံးဝသွားစရာမလိုပဲနဲ့ elite ရဲ့ personal assistant ကနေပြီးတော့အာဆရာကစာအုပ်လေးပေးလိုက်ရောမဲ့ तू ကတုံးထူပြီးွားလို့ရှိရင်လာပြီးပို့ပေးပါရရှင်အဲ့လိုမျိုးတွေလည်းရပါတယ် ယ်အဲ့တော့ကျွန်တော်တို့ဒီ elite visa package အမျိုးအစားတွေပေါ့နော်သူမှဘယ်လို package အမျိုးအစားတွေရှိလဲဆိုတာလေးလည်းရှင်းပြပေးပါအောင်ခင်ဗျာဟုတ်ကဲ့ပါရှင်ဆရာပုံမှန် elite ကတော့ရောင်းတာဟို၅၅နှစ်ကနေစပါရရှင် bronze ၅နှစ်ပြီးတော့ရဲ့ဒီနောက်ထပ်၅နှစ်ကကြာ gold ပေါ့နော်သူကကြာတော့ promotion ချတာမျိုး gold ရှိမယ် platinum ၁၀နှစ်ရှိမယ် diamond 15နှစ်ရှိမယ် reserve ဆိုတာကြာ220အထက်ပေါ့နော်နေတဲ့ visa တွေရှိပါတယ်ရှင်ဆရာအဲ့တဲမှာမှလေးလက်တလုံးမှာတော့ bronze star promotion လေးချထားတော့သူက6လပိုင်းနောက်ဆုံးသူကတော့အစည်းအရန်တန်တယ် market ပြောတဲ့ bronze package ရှိမယ်သူမှလည်းတခြား package ရှိရှိတာပေါ့เนาะကျွန်တော်တို့ကဆိုတော့ဒီနှစ်ကာလအပိုင်းခြားတွေလည်း꽈တာပေါ့เนาะဒါပေမဲ့နှစ်ကာလအပိုင်းခြားတွေပြင်ဘာတွေများ꽈ချပါသေးလဲပြီးတော့သူတို့ရဲ့ဘယ်လိုတွေ꽈ချမှုရှိလဲဆိုတာလေးတွေရှင်းပြပေးပါအောင်ခင်ဗျာ โอเคပါရှင်အဲလက်တလောဟို promotion ချထားတဲ့ bronze card ကြတော့အဓိကကြတော့အာနေထိုင်ခွင့် visa ကိုဖြစ်တဲ့အတွက်ကြောင့်သူကကြတော့ point တော့မပါဘူးဈေးလျှော်ထားတော့ဘာလို့လဲဆိုတော့9နှစ်9နဲ့9နှစ် bronze မှာကြတော့ပေးရတဲ့ဈေးချင်းကအဲ3သိန်းလောက်กว่าတာပေါ့နော်ဆိုတဲ့အတွက်ကြောင့်မလို့ဒီ bronze မှာကြတော့သူက point လေးတွေမပေးထားဘူးအဲ့ point တွေမှာကြတော့ဘာခံစားခွင့်ရှိလဲဆိုတော့ goal ကစပြီးရမှာပေါ့နော်တစ်နှစ်ကို point 20နဲ့အဲအဲ့ဒါတွေကကြတော့ခုနကပြောတဲ့ဒီအာလေစိတ်ကနေပြီးတော့ကိုနေတဲ့အိမ်ကိုနေတဲ့ဟိုတယ်ကိုသွားဖို့အတွက် ကားတွေစီစဉ်ပေးရတယ်ရှိတယ် golf queen တွေမှာဒီ point တွေနဲ့အာ free ဆော့လို့ရတာရှိတယ် spa တွေမှာ free တုံးလို့ရတာရှိတယ် cruise တွေမှာ free ဆီးလို့ရတာရှိတယ် lounge တွေတုံးလို့ရတာရှိတယ်ဟောအဲ့လိုမျိုးပွားသွားပါတယ်ရှင်ဆရာပြီးွားရင်နောက် platinum ပေါ့နော်အဲ့ဒါကြတော့သူကနှစ်ရှည်မိသားစုဝင်လဲများတယ်ဆိုတော့အရန်တန်တယ်ဒါကတော့ဒီဒီလူအရေးအတွက် family ပေါ်မှာမူတည်ပြီးတော့ manage လုပ်ပြီးတော့ package ကိုဝယ်တင်တာပေါ့နော်ဟုတ်โอเคခင်ဗျာโอเคခင်ဗျာ နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ elite visa ကိုပေါ့နော် Thailand privilege visa ကိုဘယ်လိုလူမျိုးတွေကရွေးပြီးတော့ဝယ်သင့်လဲဆိုတာကို market တို့က professional တွေအနေနဲ့ဘယ်လိုအကြံပြုကြမှာလဲခင်ဗျာဟုတ်ကဲ့ပါရှင်အခုလက်တလုံးမှာဆိုရင်ဘယ်လိုတွေဝယ်သင့်လဲဆိုတော့လက်တလုံးမှာအဲဒီထိုင်းနိုင်ငံမှာရောက်နေကြရတဲ့ပေါ့နော်အဲကျောင်းသားဗီဇာတွေဆိုလို့ရှိရင်အခုဆိုရင်ကျောင်းနေရဗီဇာမပေးတော့တာတွေရှိတယ်အဲအဲ့လိုလိုဟဲ့ဒီတီဗီဗီဇာဆိုလို့ရှိရင်လေလေစိတ်မှာအဝင်အထွက်တွေ ခက်ခဲတာတွေတွေ့ရတယ်ပေါ့နော်အဲအဲ့လိုမျိုးတွေပြီးသွားလို့ရှိရင်နောက်ထပ်သက်ကန်ထရီကိုထပ်ကူးမဲ့သူတွေနိုင်ငံကြီးဗီဇာတွေယူရိုပတွေသွားမယ်ဆိုလို့ရှိရင်ဗီဇာရှောက်မယ်ဆိုရင်ဒီဗီဇာလောင်တန်ဗီဇာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဇာကင်ထားရင်လုံးဝကိုဗီဇာက pass ဖြစ်တယ်ပေါ့နော်အဲအဲ့လိုမျိုးတွေပြီးသွားလို့ရှိရင်လုပ်ငန်းရှင်တွေလာတဲ့အခါမှာဒီ immigration မှာ damage ယူခြင်းကို priority လဲရခြင်းနဲ့ကိုသွားခြင်းတဲ့နေရာကိုမြင်မြန်နဲ့အဲသွားခြင်းတယ်ဆိုတော့ဧည့်သည်တွေဆိုလို့ရှိရင်လည်းဒီ elite ကိုကင်ထားတက်ပါရဲ့ရှင်ဘာလို့လဲဆိုတော့ အရန်ကိုသူများနဲ့မတူတဲ့ဗီဇာလည်းဖြစ်တယ်လို့ခီးတွားဝင်ကြီးဌာနအောက်မှာရှိတဲ့ဗီဇာတစ်မျိုးဖြစ်တဲ့အတွက်ကြောင့်ခိုင်မာမှုလည်းအပြည့်ရှိပါတယ်ရှင်။ဟုတ်ကဲ့။နောက်တစ်ခုကတော့ Makito White Culture Company ကဒါထိုင်းနိုင်ငံရဲ့တရားဝင် GSSA ပေါ့ General Sales and Service Agent ဖြစ်တယ်လို့သိရပါတယ်။အဲ့ဒါလေးရောဟုတ်ပါသလားခင်ဗျာအဲ့ဒါလေးကိုလည်းရှင်းပြပါအောင်ခင်ဗျာဒါကတော့ပြတို့ရဲ့ဟွာပေါ့နော်ဒီ Thailand privilege ကနေပြီးတော့ပေးထားတဲ့ GSS တွေအားလေးပေါ့နော်ဟုတ် မြန်မာပြည်ရဲ့တကူးတဲ့ကိုယ်စားလှယ်ဖြစ်ကြအောင်ဒီဟာလေးပေးထားတာရှင် certificate ပေးထားတဲ့သဘောပေါ့နော်ကျွန်တော်တို့ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ခင်ဗျအဲ့တော့ဒါ white culture မှာဝယ်မယ်ဆိုရင် ခိုင်ပါတယ်ပြီးတော့ extra လည်းဘာမှပေးစရာမလိုဘူးနော် service charges ကိုနော်ကျွန်တော်တို့ဟုတ်တယ်ရှင် ghetto white culture မှာဝယ်လို့ရှိရင်အာဒီ time အစိုးရကိုတွန်းရတဲ့ဈေးတိုင်းပဲပေးရပါတယ်ရှင်ကျန်တဲ့ H ရောအပိုချချက်ဘာမှထပ်ပေးကြမလို့ပါဘူးရှင်။အဲ bronze package ကိုကျွန်တော်စိတ်ဝင်စားတယ်။ white culture ကကျွန်တော်ဝယ်ခြင်းတယ်ပေါ့နော်။ဝယ်ခြင်းတယ်ဆိုရင်ကျွန်တော်ဘယ်လိုဆက်သွယ်ပြီးတော့ဝယ်လို့ရနိုင်ပါလဲခင်ဗျာ။ဟုတ်ကဲ့ပါရှင်ဆရာဝယ်လို့ရှင်ကိတိုရဲ့ဒီ page link ပေါ့နော်အဲ့ရနေပြီးတော့ messenger နေလာဆက်သွယ်လို့ရတယ်လို့ဒီ viber hotline ပေါ့နော်အဲ့နံပါတ်လေးပဲ page မှာတင်မိထားပါရရှင်ပြီးတော့ time phone 3996686698ကိုဆက်ပြီးတော့လဲဝယ်လို့ရပါရရှင်ဆရာဟုတ်ဩဟုတ်ကဲ့အဲ့တော့ market July လအထိရတယ်ဆိုတာ July ဘယ်နှစ်ရက်နေ့အထိလဲ July ဒီလကုန်အထိဝယ်လို့ရနိုင်တာလားခင်ဗျာ bronze package က July လကုန်အထိကိုဝယ်လို့ရပါရရှင်ဟုတ်အဲ့တော့10တော့ဒီ promotion လေးရှိတော့အဲ့ဒါဝယ်လို့ရတာပေါ့နော်ဟုတ်တယ်အဲ့တော့ကျွန်တော်တို့ white card 6ကိုကျွန်တော်ဒါ bronze package ဝယ်ခြင်းဆက်သွယ်လိုက်မယ်နော်ကျွန်တော်တို့ဟုတ်ကဲ့ခင်ဗျာဟုတ်ပါဆရာဟုတ်ကြီးသူများကြီးတင်ပါတယ်ဟုတ် is a dramatic, okay.